ားလုံးမင်္ဂလာပါဂျာနီတူတက်ရှန်ရှိဆန်ရှိတို့ဒီသွားခြင်းအစီအစဉ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရခင်ဗျဒီနေ့မှလည်းကျွန်တော်တို့ဒါဦးတိုင်းမောင်တိန်တွေကမှနောက်ထပ်ရှေ့ကြတဲ့ချန်ပယ်ကိုထပ်ပြီးတော့မှတောင်းပါဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ဗရမသုံးရောက်နေတဲ့ချန်ပယ်ကလည်းတကယ်လို့ဒါရှေ့ဟောင်းချန်ပယ်ရဲ့မှာပါတယ်ပေါ့နော်အာကြည့်ရမယ်ဆိုလို့ရှိရင် तू ကဒီမှာအခန်းခွနခန်းရှိရအပေါ်မှာဖွဲ့သိထားရအာဟိုပေါ်မှာဆိုကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲတကားပေါက်တွေအစားကျွန်တော်တို့လုံးဝအာအရင်တုန်းကဒီတုကလက်ရပုံစံမျိုးတွေကျွန်တော်တို့ old time stage တွေကိုအများကြီးရမယ်လို့ထင်တယ်။အဲ့တော့ဒီမှာတကားပေါက်9ပေါက်ပါတဲ့အကြောင်းရင်းအကြတော့ဒီတို့ဖះလက်စွာဖះပေါ့နော်အဲဆက်ကြမှုကြီးဆိုရင်လက်စွာဖះက800နေရမှာတရားဟောတယ်ပေါ့နော်တရားဟောရတဲ့အကြောင်းမလို့အဲ့ဒီဟာကိုသူကပြတ်တာနေနေဒီဟာကို800 800ပေါက်ပေါ့နော်ပုံစံမျိုးလုပ်ပြီးတာ800 800နေရလေးလုပ်ပြီးတာဖြစ်ပါတယ်။ဟောဒါကတော့နည်းနည်းလေးဒီတမ်ပယ်ရဲ့ထူးခြားချက်ပေါ့။ဟိုးပေါ့။ဒီကြီးမှာဆို800ရှိတယ်။တင်းနေ3 4 5 6 8 ါကလည်းကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတဲ့တံပဲတစ်ခုပဲပေါ့အခုပဲကျွန်တော်သွားပြီးတော့မှအာဒီ guide အမနဲ့လေးထားတာပေါ့အဲ့ဒါဘာလဲဆိုတော့သူကဒီမှာတဲ့အာမန်ရှူရီပဲမန်ရှူရီမဲတော့ကလက်အချောင်းတစ်ထောင်ရှိတယ်အဲ့ချောင်းတစ်ထောင်ကဒါအိဗယ်အများကြီးညှို့ထားရပေါ့နော်အာကျွန်တော်တခြားလေးငွေကြီးရခါမှကျတော့လက်၆ချောင်းကတော့သူကထင်နေကြရရှိရပေါ့နော်ကျနဲ့အဲလက်ချောင်းတွေကြတော့အချောင်းတစ်ထောင်ပြည့်အောင်သွားအသေးလေးနဲ့ပုံပေါ်ထားတဲ့ဟာလေးမြင်တွေ့ရဒီမှာ အဲ့တော့တောင်စင်တော့ပြည့်ရလို့ကျွန်တော်ပြောရတာဒါပေမဲ့ထင်ထင်ရှားရှားမြင်တွေ့ရတာကကျွန်တော်တို့ဟိုပါပေါ့လက်၆၆အောင်တော့ထင်ရှားမြင်တွေ့ရတယ်ပြီးရင်တော့ထူးခြားတာကြတော့ဒီအဝက်ရှူးမေရောနဲ့ပတ်သက်ပြီးတော့မှအဲ့လိုလက်အချောင်းတစ်ထောင်နဲ့ပုံဖော်ပြီးတော့မှကတဲ့အကတွေလည်းဒီတရုတ်နိုင်ငံမှာဆိုရင်ရောဂါရင်ကျမှုကြကပြတာ၄လည်းရှိရလို့ကျွန်တော်သိရပါတယ်အဲ့တော့တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းရလို့ပါပဲဒါကတော့အဝက်ရှူးမေရောရဲ့ကျောင်းဆောင်တစ်ခုပါပဲဒီမှာတော့ထူးခြားတာကြတော့သူဒီလက်အချောင်းတစ်ထောင်နဲ့ပုံပေါ်ထားတယ်တရုတ်မှာကကြတော့ တချို့နေရာမှာတော့တကယ်အရှိတယ်လို့ယုံကြည်ရတဲ့နေရာလည်းရှိတယ်တချို့ကလည်းဒါဒဏ္ဍာရီလာဆိုပြီးတော့မှညွှန်ကြတဲ့နေရာတွေလည်းရှိပါတယ်အဲ့တော့ယုံကြည်မှုကတော့အမျိုးမျိုးပေါ့အဲဒီမှာတော့သူ့ရဲ့တောင်းတရဟန်းတွေကတကယ်ငယ်ပညာတွေပြီးလို့ရှိရင်လက်နက်တွေစတဲ့အဲ login ကြီးကအကြောင်းအရာတွေအများကြီးကိုပုံဖော်ရင်းညွှန်းထားရတယ်လို့ကျွန်တော်တို့သိရပါတယ်အတိအပဲလည်းအများကြီးအဲဖော်ကျူးလို့ကြားတယ်အဲဒီတမ်ပယ်တစ်ခုလို့ပြောရပါမယ်အဲ့တော့တော်တော်လေးသိဝင်စားဖို့ကောင်းပါတယ်အခုတိုင်းတော့မှာဆိုလို့ရှိရင်တော့ဒီဝန်ရှူးမဲ့တော်နဲ့ပတ်သက်ပြီးတော့မှာအဲတော်တော်ကို အာဒီရည်ကြည်မှုတွေလည်းများတယ်။တော့သမိုင်းကြောင်းတွေလည်းတော်တော်များတယ်။မတူညီတဲ့ကွဲပြားမှုတွေလည်းကျွန်တော်တို့နေတွေ့ရတာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်နေရာတွေလည်းကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ကဲတော့ကျွန်တော်တို့ဒီတံပယ်ထဲမှာလည်းဟိုဟာတောင်းစင်းရောပကူရာရှိရပါတော့။အဒီထဲမှာဆိုလို့ချင်းအကိုသိရုံးနဲ့တွေ့အာဖျားရုပ်ပွားတော်လေးတွေကိုဒါဘူဒန်ရဲ့တိုင်တိုင်းပေါ့။ပုံပေါ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်။ အထိုင်ပြောရဲဆိုတော့မဟုတ်တော့ဒီမှာလမ်းသွားလမ်းလိုက်နေဆိုတော့ကျွန်တော်စက်နေမှာဆိုလို့ထိုင်လိုက်တာပေါ့အဲ့တော့ဒီထဲမှာဆိုရှင်ဒီဖရာရုပ်ခုတော်တွေကိုနေရံမှာသွားထွန်းထူတာရယ်ပေါ့နော်ကျွန်တော်ဘူတန်တို့ဘာတို့မှတွေ့ရလို့ဒီတမ်ပေကြီးရင်ကြီးတို့လိုမျိုးအာဖရာရုပ်ခုတော်တွေရဲ့ကြီးရယ်ပေါ့နော်ဒီမှာတော့နည်းနည်းတမ်ပေကချင်းနေချင်းနေတိတိတိအထဲမှာလူရဲ့ဖြစ်ချက်နေရပါပဲအဲ့တော့ကျွန်တော်တော့နည်းနည်းဝင်းဖို့ခက်တယ်အပြင်ကနည်းနည်းအင်းဆက်လေးတော့ပြရပေါ့နော်ထက်လောက်ကြည့်အောင် ဲကျွန်တော်တို့ဝဲသားကတော့တော်တော်ဆိုးလာတယ်လို့ပြောလို့ရတယ်။မိုးအရင်သဲလာတဲ့ခါကျတော့တချို့နေရာတွေကျွန်တော်တို့အာတိတ်ပြီးတော့မှတက်လို့မကောင်းတော့ဘူးပေါ့နော်။ကျွန်တော်လည်းလက်တွေတော်တော်အေးနေပြီ။စိတ်နေရတယ်။အဲ့တော့ဟိုနောက်ထပ်နေရာကိုအဲဒီကနေကျွန်တော်ခုပြန်မယ်ပြန်ပြီးလို့ရှိရင်နောက်ထပ်နေရာတစ်ခုသွားမယ်ပေါ့နော်ဘူတိုင်းမောင်စင်မှာတော့ကျွန်တော်တို့အဲဒီတောင်တက်လန်းတွေကအပေါ်အမြင့်လာတဲ့ခါကြလို့ရှိရင်ဘိုးရိုင်းပါလို့ရှိရင်နည်းနည်းလေးအန်ရအများကြီးတက်ရတာခက်တယ်လို့ကျွန်တော်တို့ပြောတယ်ဒါပေမဲ့ဟိုကျွန်တော်တို့မျောလင်းထားတော့အဗန်ချာ30ခုပြ ဟိုတောင်ကမြင့်နေပေမဲ့ဒီမှာတေချာချာခီးတွားရေးများတဲ့ခါမှာကျွန်တော်တို့တေချာလေးလုတ်ပေးထားတဲ့အပေါ်မှာတက်ရပြတာတော်လေးစင်ပြေတယ်ဖက်နဲ့တရားလည်းကျွန်တော်တို့လည်းဘူတစ်ကလေးပါတဲ့ခါကျတော့မချောတော့ဘူးပေါ့နော်ဒီကတက်ရတာအစားပါအစားတော်လေးကိုစင်ပြေပါတယ်အဲ့တော့အခုကတော့ဒီဝဲသားကတော်တော်ရွာလာတယ်မိုးကလည်းတော်တော်အေးလာတဲ့ခါကျတော့ကျွန်တော်တို့ကူအူတိုင်မော်နီကနေပြန်ပြီးတော့မှဆင်းပါပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်နေရာကိုထပ်ပြီးတော့မှသွားပါမယ်အဲ့တော့ဘယ်နေရာဖြစ်မလဲဆိုတာကိုတော့မကြိုက်ခင်သိရအောင်ဆက်ကြကြပါဦး let's go ဟယ်လိုကျွန်တော်တို့ကူဒါဦးတမ်းတောင်ကနေပြီးတော့မှကား၄နိုင်လောက်တော့ဈေးလိုက်ရတယ်ပေါ့နော်နောက်ထပ်ဒါပရိသတ်တွေကိုစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုစီကိုအခုထပ်ပြီးတော့ခေါ်သွားမှာဖြစ်ပါတယ်ဒါကတော့ဒါတရုတ်နိုင်ငံရဲ့ဘီတုကလက်ရာတွေများစွာရှိနေတဲ့ဝူဒန်ပကူရာပဲဖြစ်ပါတယ်အဲ့တော့ဝူဒန်ပကူရာကဘာလို့နာမည်ကြီးနေရလဲပြီးတော့ဘယ်လောက်ထိတရုတ်နိုင်ငံရဲ့ဘီတုကလက်ရာတွေကိုမြင်တွေ့ရမလဲဆိုတာကိုကျွန်တော်တို့အတူတူလိုက်ပြီးတော့ကြည့်လိုက်အောင် ကုသိုလ်တော့ကျွန်တော်တို့ဟိုမှာဒါဝူရန်ဘဂိုရာကိုစပြီးတော့မှာမြင်တွေ့နေရပဲဖြစ်ပါတယ်။အဲဝူရန်ဘဂိုရာကိုတော့ဒါရင်းရှမ်းတသားစီလို့လည်းခေါ်ရပေါ့နော်။သူကဒီကဘာပေါ်မှာရှေးကြဆုံးနဲ့အမြင့်ဆုံးတသားအဆောက်အုံတွေကတခုပေါ့။အဲ့တော့ကြည့်လိုက်ရင်ဟိုသိတာတယ်ဒီအဆောက်အုံတစ်ခုလုံးကဒီအဲဘဂိုရာတစ်ခုလုံးပေါ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီတမ်ပယ်ပုံစံမျိုးပါပဲစောက်ထားတာတော့အဲ့ဟာကတသားတွေကိုပဲအသုံးပြုပြီးတော့မှာစောက်ထားတာ။ အမြင်ရလဲဒါ hype အနေနဲ့ဆိုတော်တော်လေးကိုမြင်တယ်ရှေ့ရလဲတော်တော်လေးကြားတယ်ဆိုတော့ဘလောက်ထိဒီထဲမှာအကျွန်တော်ထူးခြားမှုလေးရှိမလဲပြီးတော့အကျွန်တော်တို့ဘယ်လိုမျိုးတရုတ်နိုင်ငံရဲ့ဟိုရှေ့ဟောင်းအမွေနေ့ရင်ကျင်းမှုတွေကိုမြင်တွေ့ရမလဲဆိုတော့တော်တော်လေးရေခုန်နေပြီပေါ့နော်အဒီမှာကတော့ကျွန်တော်တို့ဒီဘက်ရှေ့လေးကဈေးဆိုင်တန်းလေးဆိုလို့ရှိရင်လည်း ဒါအများကြီးပဲပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဖျားတွေမှာတွေ့သလိုပဲဒီကားပါကင်ဝင်းတွေရောပြီးတော့ဒေးချာလေးဒေးတိုင်းတန်းလေးနဲ့ပြုလုပ်ပေးထားအောင်ကျွန်တော်တို့မြင်တွေ့ရပါတယ်ဒီဘက်ချက်မှာတော့ကျွန်တော်တို့ဒါ wooden pagoda ရဲ့အာတွားတဲ့လမ်းကြောင်းပေါ့နော်ခြောက်လမ်းလေးတွေလည်းတခြားလေးလုပ်ပေးထားပါတယ်အဲ့တော့တော်တော်တွားကျင်နေပြီနေရအောင်โอเคအမြဲတမ်းလေးတွားရအောင်လား let's go ယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့အာဝူရန်ပဂိုရာပေါ့နော်ရင်ရှမ်းအာတတစီဒီကိုကျွန်တော်တို့တွေအနိကက်မြင်တွေ့ရပြီအဲ့တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကားဝါနေလမ်းကြည့်ရအချိန်မှာဒီလောက်ထိကြီးမယ်မထင်ဘူးပေါ့နော်ဒါပေမဲ့တကယ်မြင်လိုက်ရတဲ့အခါမှာလူလေးရဲ့တတိလေးဖြစ်ပြီးတော့မှဟိုဟာပဂိုရာအကြီးဖြစ်နေတာပေါ့သူကအဓိကတော့ကျွန်တော်တို့ကဝူရန်ပဂိုရာဆိုပေမဲ့ဒီကောင်ကတော့အာထာဝါပုံစံမျိုးနဲ့ပို့ပြီးတော့မှတူတယ်အဲကျွန်တော်တို့ဘုံခွန်နှစ်စင်းចောင်းတောင်လို့ပါလို့အဲ့လိုပုံစံမျိုးဖြစ်တယ်ပေါ့အမြင့်ပေက220နဲ့မှ တပေဆိုတော့တုံမြင့်တဲ့အမြင်ဖိုက်ကအဲ့တော့သူရဲ့ကိုတက်မှာဆိုလို့ရှိရင်ဒီအပြင်ကိုအာငားထက် အတွင်းကိုသူက၄ထက်အဲ့လိုပုံစံမျိုးနဲ့အဲတိဆောက်ထားရပါတော့ပြီးလို့ရှိရင်သူက တရုတ်ရဲ့တကယ်ရှေးကြားဆုံးဗိဒုကလက်ရာဖြစ်တဲ့ Linkin Linkin ဆိုတဲ့ဒီဗိဒုကပညာနဲ့ဒီတက်တာတွေကိုချိတ်ဆက်ပြီးတော့မှတစ်ခုနဲ့တစ်ခုတလို့ထက်ပြီးတော့မှစောက်ထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။အဲ့တော့ကြောင့်မို့လို့ဒီအဲဒီလက်ရာတွေကဒီခုခေတ်ဗိဒုကပညာရှင်တွေတောင်မှတော်တော်လေးကိုအံ့ဩတဲ့အထိကိုအဲတကယ်ကိုစိတ်ဝင်စားစရာကောင်းခဲ့တဲ့ဗိဒုကလက်ရာတွေဖြစ်ခဲ့တယ်။နောက်တစ်ခုထက်ပြီးတော့ထူးခြားတာကကြတော့ဒီမှာအဲ့လိုငလင်းတန်ဘလောက်ပဲလှုပ်လို့ပေါ့နော်ငလင်းတန်ခံနိုင်အောင်အဲဒီဗိဒုကပညာကိုကြိုတင်ပြီးတော့မှတိစောက်ထားတာကတကယ်ကိုမှအံ့ဩစရာပဲကျွန်တော်အနေနဲ့ အာထင်မထားဘူးပေါ့နော်ဒီတက်သားနဲ့စောက်ထားတဲ့အာဒီအဆောက်အဦတစ်ခုကဒီလောက်နှစ်တင်ကြာကြီးတည်းရှိနေမယ်ဆိုတာထင်မထားဘူးပေါ့အခုဆိုရင်ဒါနှစ်ပေါင်း900မှ80ကျော်ထိရှိခဲ့ပြီတက်တန်းတက်တန်းတော်တော်ရင့်ခဲ့တယ်အဲ့တော့အခုဆိုဒါပြည်သက်တွေအားလုံးလည်းမြင်မယ်လို့ထင်တယ်ကျွန်တော်တို့အာဝူဒန်ပကိုရာရဲ့လုံးဝထူးခြားမှုတွေအားလုံးကိုကျွန်တော်ကိုယ်တိုင်လည်းလက်စိနဲ့ကိုမြင်လိုက်ရတယ်ပေါ့နော်တကယ်မှအမြင်တက်သားနဲ့စောက်ထားတဲ့အဆောက်အဦတွေမှာအမြင့်ဆုံးအဆောက်အဦကိုကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ် အဲအခုကျွန်တော်တို့မြေတွင်းနေရာကတော့ဆာကူရာမူနီဘဂူရာပေါ့အမြင့်ပေကတော့ဒါ36ပေဒီမြင့်နေအဲဒီထဲမှာလို့ရှိရင်ဒါအကြီးဆုံးဖျားပေါ့ဒီဒီမှာရှိရဖျားရတယ်မှာဆိုရင်ဒါအမြင့်ဆုံးနဲ့အကြီးဆုံးဖျားလို့ကျွန်တော်ပြောလို့ရတယ်နည်းနည်းလေးတော့အထဲမှာတော့ပေါောင်းနေဗျကျွန်တော်သွားပြီးတော့မှကိုရံကိုရဖူလာအောင် င်အထဲမှာနည်းနည်းလေးတော့မှောင်နေပေါ့နော်ကျွန်တော်တို့အဲဒီဖျားကကြတော့ဒီဒီမှာတော့ဒါဆကူရာမူနီလို့လည်းခေါ်ကြရတယ်ကျွန်တော်တို့မြန်မာလိုကြရင်တော့ဆက်ကြမူနီလို့ခေါ်တာပေါ့နော်အဲဒါကတော့ကျွန်တော်တို့ရဲ့အဲဒီဖျားရုပ်ဝါတော်ကြီးရဲ့နောက်ဖက်ပေါ့ဒီမှာဆိုလို့ရှိရင် တကားပေါက်က၄ပေါက်ရှိတယ်အရှိအနောက်တောင်မြောက်ဒါကြတော့ကျွန်တော်မြောက်ဖက်တကားပေါက်ပဲဖြစ်ပါတယ်အဲ့တော့အဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့နှစ်တည်ကြလာတဲ့အခါမှာလေငလင်းတိုင်းတွေပါရေတော်တော်များများခံနိုင်နေဆိုပေမဲ့ ဒီမှာကအပေါ်တက်တွေကိုကျွန်တော်တို့နောက်ပိုင်းမှာတော့တက်ခွင့်မပေးတော့ဘူးဗောနော်အခုဒီတက်လွှာကိုပဲတက်ခွင့်ပေးတယ်အပေါ်တက်တွေမှာကြာလို့ရှိရင်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ဒီအာ အရင်တော့ကဆက်ဆောက်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘဂယ်ခစ်တော့လို့ပဲပေါ့ကွန်ကရစ်ပုံစံမျိုးတွေနဲ့သူကဆောက်တာတဖြည်းဖြည်းအဲ့နေရာတွေမှာတစ်သားတွေအစားထိုးလိုက်တဲ့အတွက်ကြောင့်မလို့ဟိုခိုင်ခဲမှုအားတော့နည်းလေးနည်းသွားတယ်ပြီးတော့နည်းနည်းလေးလဲဆောင်းသွားတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီမှာအဲဒီလိုမျိုး anti ဒီအစားအုပ်တွေကိုထိမ့်သိမ်းတဲ့လူတွေကနေပြီးတော့မှဒီနောက်ထပ်အပေါ်တက်ဖော်တက်တွေကိုထပ်ပြီးတော့တက်ခွင့်မပေးတော့တာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်လည်းတစ်ထပ်ပဲတက်လို့ရတယ်ပေါ့နော်အဲဒီမှာဆိုချင်တာတစ်သားတိုင်းတစ်သားတိုင်းတစ်တိုင်းကိုကြည့်လိုက်ကျွန်တော်လုံးဝအုတ်တိုင်းတစ်တိုင်းလောက်ထိကိုခိုင်ခန့်အောင်တို့ ဆောက်လုပ်ထားတော့တွေ့ရတယ်။လုံပတ်အားလည်းကြီးပဲကျွန်တော်တို့ဒီခိုင်ခံ့မှုအဖြစ်နဲ့သူရွေးချယ်ထားတဲ့တက်တာပတော်ကိုတိတိချာချာဆောက်လုပ်ထားတာသိတာပဲဗောနော်။နဲအတိုင်းမို့ကြီးပဲ။လူလူတစ်ဖက်စာတော့မကောက်ဗောနော်။တိုင်းဟိုအရွယ်စားလုံးဘက်တော်တော်လေးကြီးရယ်အဲ့လိုတိုင်မျိုးတွေအများကြီးအများကြီးနဲ့ကျွန်တော်တို့ဟိုဘက်တွေရောဒီဘက် channel တွေရောသူချာချာလေးဆောက်လုပ်ထားတာကိုတွေ့ရတယ်အေးအပြည့်လဲတော်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 လေးကျယ်တယ်ဗျာဒီတချမ်းကအမ် ဒီဘေးလျှောက်လန်းနေလဲတော်တော်လေးကျတယ်ပြီးရင်အထဲမှာလဲ area တော်တော်ကြီးကြီးမားမားကိုသူတို့လုထားရတယ်ပေါ့နော်ပြီးတော့ဒီ hype ဆိုလို့ရှင်လဲဒီတစ်ထက်တစ်ထက်မှာတော်လေးကိုမြင်တယ်အာခုနကျွန်တော်ပြောသလိုပဲဒီ36ပေလောက်မြင်တဲ့ရုပ်ပွားတော်တစုထပ်ပြီးတော့မှတဲလို့ရလောက်တဲ့ထီကိုသူကမြင်အောင်ထားထားရတယ်ပေါ့နော်ကျွန်တော်တို့ဒီအာရှတိုင်းနဲ့ရှေ့တောင်အာရှမှာဘာကွာလဲဆိုလို့ရှင် အဲရှိတော့အချာကျွန်တော်တို့မြန်မာတို့ထိုင်းတို့ဗီယက်နမ်တို့ကမ်ဘောဒီးယားတို့ပေါ့နော်တော်တော်များများမှာကျွန်တော်ကဇေဒီပထိုးတွေတွေ့ရတယ်ဇေဒီလေးတွေပေါ့နော်ဒီမှာကျတော့အဲ့လိုဇေဒီတွေမတွေ့ရဘဲနဲ့အဲ့လိုရုပ်ပွားတော်ပုံတွေကိုပဲအဓိကထားတယ်ပေါ့နော်အာရှအဲဂျပန်တို့တောင်ကိုရီးယားတို့အဲတရုတ်တို့ပေါ့အထူးသဖြင့်ဒီဗုဒ္ဓဘာသာနိုင်ငံတွေမှာဆိုလို့ရှိရင်အဲအဲ့လိုမျိုးရုပ်ပွားတော်တွေပဲကျွန်တော်တို့တွေ့ရတယ်ဟိုဇေဒီပထိုးတွေတော့ကျွန်တော်တို့တရုတ်နိုင်ငံမှာအခုကျွန်တော်ရောက်နေသမျှတော့တခုမှမတွေ့ရသေးဘူးမေးကြည့်ရခါမှလည်းရှားတယ်လို့တော့ပြောတယ် တိတ်တိတ်မရှိဘူးပေါ့နော်အခုဒီဒီ area တွေမှာလုံးဝအောင်ကျွန်တော်မတွေ့ရဘူးရုပ်ပွားတော်ကြီးတွေကိုတကယ်ဟိုအကြီးအကြီးတွေလည်းရှိတယ်ပြီးတော့ရုပ်ပွားတော်တွေကိုမျိုးစုံကျွန်တော်တို့ဘီတုကလဲရရင်းနဲ့ထွန်းထူထားတဲ့ပုံစံတွေကိုပဲတွေ့ရတာဒါကတော့အရှိတောင်အာရှနဲ့အာရှရဲ့အဲဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဇေဒီပထိုးနဲ့ဒီရုပ်ပွားတော်တွေမြင်တွေ့ရတဲ့ပုံမှာလည်းလည်းကွာခြားမှုလေးရှိရအောင်ကျွန်တော်သတိထားမိရပါတော့ဒီနေ့ကတော့တကယ်ဒါတရုတ်နိုင်ငံရဲ့အထင်ကြီးနေရာတစ်ခုဖြစ်တဲ့ဒါဝူဒန်ပဂိုဒါလို့ခေါ်တဲ့ကျွန်တော်ရင်ရှမ်းတိသားစီကြီးပေါ့နော်ရင်ရှမ်းတိသားစီကြီးအဲတကယ်ဟိုတာဝါလို့လည်းသူကခေါ်ကြတယ် ။တကယ်ကိုမှကျွန်တော်တို့တရုတ်နိုင်ငံရဲ့ရှီဟောင်းဗိဒုကာလက်ရာတွေများသွားဘူးဒီနေရာမှာအပြည့်အစုံကျွန်တော်မြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကြည့်ရှုနေကြတဲ့ပြည်သက်တွေအားလုံး ਨੇ ဒီ Wooden City ကိုကြည့်ရှုပြီးတော့မှာ Wooden မကူတာနဲ့ပတ်သက်ပြီးတော့မှာတကယ်ကိုအံ့ဩပွေရာတွေများစွာပြည့်နေနေတဲ့ဗိဒုကာလက်ရာတွေကိုကျွန်တော်နဲ့အတူတူခံစားမိမယ်လို့ထင်ပါတယ်အဲ့ so amazing ပါပဲဒီနေရာတော့ ကဲဒီနေ့ကတော့ကျွန်တော်လည်းတော်တော်လေးကိုပြန်ပန်းသွားပြီပေါ့နော်ဒီနေ့မနက်ပိုင်းမှာအာဝူတိုင်းတောင်ကနေပြီးတော့မှကျွန်တော်တို့ကားနဲ့အာဒီဝူဒန်ပကိုရာကိုရောက်လာတယ်ဝူဒန်ပကိုရာကိုရောက်တဲ့အခါမှာလည်းအဲကျွန်တော်တို့တေချာချာကိုပတ်ပြီးတော့မှလိလာကြည့်ရှုခဲ့ရတယ်ပေါ့နော်သူအထက်ကတော့နည်းနည်းလေးတော့မှောင်တယ်အပေါ်တက်တွေတော့ထက်တက်လို့မရဘူးတက်ချင်တယ်တကယ်တော့โอเคအဲ့တော့အာပရိသတ်တွေအားလုံးလည်းဒီနေ့မှကျွန်တော်တို့ဘုဒ္ဓတရားအများကြီးရမယ်လို့ထင်ပါတယ်အဲ့တော့တေယုန်နိုင်ငံရဲ့တကယ် ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ UNESCO ဝင်ထားတဲ့အထင်ကရနေရာတွေအူတိုင်တောင်ပေါ်ကတမ်ပယ်ရီရောပြီးလို့ရှိရင်ဒီမှာရှိတဲ့ဒါဟူဒန်ပဂိုရာပေါ့နော်ရေရှမ်းတသားစီရီနဲ့ပတ်သက်ပြီးတော့လည်းအဲကျွန်တော်တို့ရေအများကြီးပြည်သက်တွေအတွက်ရိုက်ကူးတင်ဆက်ပေးကြတာဖြစ်ပါတယ်အားလုံးလည်းကျေနပ်မယ်လို့ထင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ရဲ့ Journey to the Champions ဆိုတဲ့အစီအစဉ်လေးမှာဆိုလို့ရှိရင်တော့နောက်ထပ်ထပ်ပြီးတော့သွားမယ့်နေရာလေးရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဆက်လက်ပြီးတော့ဆောင်ကြည့်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်အားလုံးနှုတ်ဆက်ပါတယ် Thank you ပါတတ်တာ